မင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေအတွက်ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကိုအဓိကရိုက်တဲ့အကြောင်းအရာတော့ကုသိုလ်ကိုလည်းကုသိုလ်ပြုရင်တပါးသောသူလည်းကဲ့တင်လို့ရတယ်အကြောင်းတရားနီးလန်းလေးတွေနဲ့ပတ်သက်ပြီးတော့ဝေမျှခြင်းတဲ့အတွက်ကြောင့်ဒီဗီဒီယိုကိုရိုက်တာပါလူ့ဘဝကြီးမှာလူရလို့ဖြစ်လာပြီဆိုရင်အငူနဲ့စားတယ်ခင်ဗျာ ဥဲဆိုတဲ့ငိုတန်နဲ့စပြီးတော့ဝေဒနာတွေခံစားတဲ့အချိန်မှာဝေဒနာတွေကိုအငိုနဲ့အဆုံးသတ်ပြီးတော့တိတ်ဆုံးရတယ်ပေါ့နော်အငိုနဲ့စတဲ့စပြီးအငိုနဲ့ဆုံးတဲ့လူဘဝကြီးမှာတန်ရာမှာကျင်လည်နေတဲ့အချိန်လူဘဝမှာကျင်လည်နေတဲ့အချိန်လူတစ်ယောက်ကတိကန်ဒီဆိုတာတိတ်ကိုအရေးကြီးပါတယ်အဲ့လူတစ်ယောက်ကမသိခင်မှာကောင်းမှုကုသိုလ်တွေဘလောက်ပဲလှုပ်ထားလှုပ်ထား ူ့ရဲ့တေကန်ဒီအချိန်ကာလမှာယူလိုက်တဲ့အယူဇောကလွဲသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဘဝတွေကကျင်လည်ရတာအမတန်ခက်ခဲသွားပြီးတော့သူ့ရဲ့တန်တရားမှာဒုက္ခဆင်းရဲမျိုးစုံကိုကြုံတွေ့ရပြီးတော့ဘဝကူးမလာတဲ့အကြောင်းတရားတွေကိုဖန်တီးရတတ်ပါလေကုသိုလ်ကောင်းမှုတွေအရင်လှုပ်ပြီးတော့တိတိတုမတင်ကြီးဘွဲတွေမဟာဘွဲတွေရထားပြီးတော့ပေါ့နော်မဟာဓမ္မရာစာဘွဲတွေကိုရထားပြီးတဲ့အခါကျမှ တည်ဆုံးတဲ့အချိန်မှာသူ့ရဲ့ဇောတစ်ခုဟာမကောင်းဘူးဆိုလို့ရှင်အဲ့ဒီဇောနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘဝကူးကလည်းအဆင်မပြေနိုင်ပါဘူးအဲ့ဒီသဘောတရားလေးကိုကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေသိဖို့လိုအပ်ပါတယ်ဒါကြောင့်မို့ဆရာတော်ဘုရားကြီးကဟောတယ်လူရောက်တည်ဆုံးပြီဆိုလို့ရှင်အဲ့ဒီမတည်ခင်မှာအဲသူ့ရဲ့တည်ခံဒီအချိန်ကအမတန်အရေးကြီးတယ်အသက်မျောနေပြီးအသက်ထွက်တော်မယ်ဆိုလို့ရှင်ပရိတ်တော်ကိုယ်လေးတွေတရားတော်လေးတွေ သူပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေတတိယအောင်လို့ဘေးကနေပြန်ပြောပြရတယ်ဆိုတာကိုကြားဘူးမှာပါအဲ့ဒါဘာလဲဆိုတော့ဇောကြောင့်ပေါ့နော်အခုကျွန်တော်တို့နိုင်ငံမှာညသောအဖြစ်ကက်ကြီးသုံးပါးနဲ့ပတ်သက်ပြီးတော့ရင်ဆိုင်ကြုံတွေ့နေရတာရှိတယ်ကက်ယောဂါတွေတဘာဝဘေးအန္တရာယ်တွေကြုံတွေ့နေရတာရှိတယ်အဲ့ဒီတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ကြုံတွေ့တဲ့အခါမှာတိတ်ဆုံးတဲ့သူတွေကအဆုလိုက်အပြုံလိုက်တိတ်ဆုံးရတာရှိတယ် အစိမ့်တွေလိုလည်းပြောလို့ရတယ်လို့ဥပ္ပစီဒရကံနဲ့တည်ဆုံးလာရည်လည်းရှိတယ်။အဲဒီတည်ဆုံးသွားတဲ့သူတွေထဲမှာဘုရားရဲ့တရားကြီးလည်းပါတယ်လို့တကယ့်ကိုသာသနာအဆောက်အုံသာသနာတွေကိုလူတန်းနေတဲ့သူတော်စင်သူတော်ကောင်းတွေလည်းပါတယ်။အဲ့တော့တည်ဆုံးတဲ့အချိန်မှာအဆုလက်အပြည့်လို့အပြုံလိုက်တည်ဆုံးခြင်းဟာအမတန်ကြောက်ဖို့ကောင်းတယ်။ကျွန်တော်ဘဝမှာကျွန်တော်တို့ကြုံတွေ့ခဲ့ပူတဲ့ကိစ္စရလေးတစ်ခုရှိတယ်ပေါ့။ခရီးတစ်ခုကို expect guy နဲ့ခရီးထွက်တယ်၊ကားမောက်တယ်၊ကားပေါ်မှာလူ60နဲ့4ယောက်ပါတယ်။ ခုနစ90နဲ့2ယောက်ရှိတဲ့ကားပေါ့နော်ဆက်နဲ့ကားပေါ့နော်အဲ့လိုအဲ့လိုကားမျိုးပေါ့အဲ့အဲ့ကားပေါ့နော်60နဲ့4ယောက်ပါသွားတယ်ခုံလွတ်လေးတော့တသက်ပါတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့အဲ့ဒီကားမောက်ပြီးတော့ကားပေါ်မှာတိတ်ဆုံးကြတဲ့လူတွေအများကြီးပေါ့အဲ့တိတ်ဆုံးသွားတဲ့သူတွေအကုန်လုံးကအဲ့ဒီသူတို့ရဲ့ကားမောက်ထားတဲ့နေရာရဲ့ပတ်ဝန်းကျင်နေရာဒေသတစ်ခုမှာပေါ့လာပြီးလောက်ွယ်ရောက်တိုင်းသူတို့ဒီတိတ်ဆုံးတဲ့သူတွေရဲ့ငိုကြွေးတန်နေအခုညီတောင်းတန်နေ ပြီးတော့သူတို့ဆာလာမှုတိတ်တန်တွေဒုက္ခဆင်းရဲတန်တွေကိုအမြဲကြားရတယ်တဲ့အဲ့နေရာကိုရောက်တိုင်းပေါ့နော်အဲ့အဲ့နေရာမှာအဲ့လာသူတို့ကမ်းပေါက်တဲ့အခြေုံရောက်တိုင်းအဲ့ဒါကြီးကယာစွန်တစ်ခုလို့ပုံမြင်တစ်ခုလို့အမြဲတမ်းဖြစ်နေတာပေါ့ကျွန်တော်တို့ရှမ်းပြည်ပဲတက်တဲ့နယ်ပဲမှာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဘက်ကိုကျွန်တော်ခကြီးသွားတာညဘက်ကြီးကျုံတဲ့ခါကြတော့ကျွန်တော်အိပ်ပျော်နေတယ်လားအဲ့ယူရောက်ဖို့သုံးပိုင်းအကြော်မှာပေါ့နော်သုံးပိုင်းအကြော်မှာကျွန်တော်အိမ်မက်တဲ့အိမ်နေကားစီရန်နေ ဆရာကွန်တာချိုအိုက်ဘက်ကိုရောက်လာလို့ရှင်ကျမတို့ကိုကူညီပါကျမတို့အုပ်လိုက်အစုလိုက်အပြုံလိုက်တိတ်ဆုံးရပြီးတော့မကျွတ်မလွတ်တဲ့ဘဝရင်နဲ့ကျမတို့မိသားစုဝင်တွေပို့တာတွေဖြစ်တာတွေကိုကျမတို့မရဘူးဖြစ်နေတယ်ကျမတို့တာတို့မခေါ်နိုင်ဘူးကျွန်တော်တို့တာတို့မခေါ်နိုင်ဘူးဖြစ်နေတယ်အဲ့မှာကျွန်တော်တို့ဒုက္ခကြီးစေရောက်နေပါတယ်လာပြီလောက်ွယ်မှာပဲကျွန်တော်တို့မှာအတန်ပြုတ်ပြီးလူတွေကိုသူတို့ရှိပါတယ်သူတို့မကျွတ်သေးပါဘူးဆိုတာကိုအတိပေးရုံကလွဲရင် ကျန်တာတို့ဘာမှမတန်နိုင်ဘူးဖြစ်နေတယ်။ဒါတို့ခလို့လည်းမရဘူး။ဆင်းရဲခြင်းဒုက္ခငရဲအတိကြနေတယ်။ပြောမယ်ဆိုတော့ဝိမာနိကပိဋ္ဌာဘုံရောက်တယ်လို့မျိုးဖြစ်နေတယ်ပေါ့နော်။ဒါကြောင့်မို့သူ့ကိုကုညီပါ၊သူတို့ကိုကုညီပါဆိုပြီးတော့ကျွန်တော်ကားပေါ်မှာအိမ်မက်ပေးတယ်။ကျွန်တော်ကခကြီးသွားလို့ရှင်အိတ်တက်တဲ့အချက်အမတန်နဲတယ်။ဘလောက်ပြမန်းပြမန်းပအဝင်ကျင်ကိုစူးစမ်းလေ့လာတဲ့ပအဝင်ကျင်ကိုကြည့်ရှုတယ် ။ဘာဝင်ချင်မှာတញ្ញံကုန်းတွေတွေ့ရင်အဲတញ្ញံကုန်းတွေကိုမြင်ကျွန်တော်ဒါဟိုပါပေါ့ကမ္ဘာထမ်းရှူလဲပေါ့နော်။ပြီးရင်ကျွန်တော်အဲသွားတဲ့လမ်းခရီးမှာဖရားတွေမြင်အဲဖရားတွေကိုဖူးမျောတယ်။သွားရင်းလာရင်းနဲ့ကျွန်တော်တို့တွေ့တဲ့မြင်အပ်မမြင်အပ်တရားတွေကိုမြင်မြစ်တာပို့အများဝေပေးတယ်။ဒါဟာကျွန်တော်တို့ဒီကမ္ဘာပညာရနဲ့ရက်တည်ပြီးတော့ခုနကသာသမီကက်တင်နဲ့အလုပ်ကိုလှုပ်ရှားနေတဲ့ကျွန်တော်တို့တွေဒါအဘရဲ့သားတော်အဖြစ်ဝိဇ္ဇာရဲ့အသွေးအဖြစ်ခံယူထားတဲ့ကျွန်တော်တို့တွေက ီလိုအလုပ်တွေလုပ်ရတာဒါသဘာဝပဲပေါ့နော်အဲ့တော့ကျွန်တော်ခကြီးတော့အိတ်ခဲ့တယ်ဒါပေမဲ့အဲ့အချိန်မှာကျွန်တော်ငေးမေးနဲ့တမေးမေးလိုက်တဲ့အချိန်မှာအဲ့ဒီအိမ်မက်ကိုမှတ်တဲ့အခါကျတော့ကျွန်တော်သဘောပေါက်သွားတယ်အဲ့တော့ကျွန်တော်ရဲ့ကားဆရာလေးနဲ့ကျွန်တော်ရဲ့မန်နေဂျာကိုပြောတယ်ငါတို့ဒီနေ့အပေါ်ထိဆက်မတက်တော့ဘူးအဲ့နေရာမှာငါတို့နေမယ်အမအိမ်တလုံးရှိရပေါ့နော်စားတော့ဆိုင်ပေါ့သူကကျွန်တော်တို့ရောက်တဲ့ခါကျတော့သူကဘာဘာသုံးဆောင်မလဲဆိုသူရှိမှချက်ထားတဲ့ဟင်ကဘာမှမရှိတဲ့ခါကျတော့သူက သူတို့ရထားတဲ့တောကောင်သားရှိတယ်ပေါ့နော်တောကောင်သားရှိတယ်ယုံသားရှိတယ်အဲ့ဒါတွေသူတို့ချက်ပြုတ်ကျွေးမယ်ပေါ့နော်အဲဒီညတဲ့ညတော့ဒီမှာပဲတင်းမယ်ပေါ့ကျွန်တော်တို့လည်းအပေါ်ဆက်မတက်ဘူးပေါ့အဲသူတို့လည်းလက်ခံပါတယ်သူတို့အတွက်ကျွန်တော်တို့တဲကိုခေါင်းစားတဲတဲကိုဂိုင်ပေးရတာပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်တော်တို့တဲပြီးညောင်းရတဲ့အခါကျတော့အဲ့ဒီကျွန်တော်အိမ်မက်ပေးတဲ့ပုံစံကိုကျွန်တော်တားတယ်ကျွန်တော်ကိုအိမ်မက်ပေးထားတဲ့မြင်အမမြင်ရဲ့တတော်ဝါလေးမြင်အမမြင်ရဲ့ပုံကိုယ်လေးတင်လို့ရှိတဲ့နေရာဒေတာကိုအတန်နဲ့တော်လည်းကောင်းအနှံ့တော်လည်းကောင်းအချက်နဲ့လည်းကောင်းပြပါ အဲ့နေရာကိုရောက်လို့ရှင်ကျွန်တော်ပြစ်လို့မဲ့ကုသိုလ်ကိုတင်လို့ကြားပြီးကြုံတွေ့နေရတဲ့ဒုက္ခဆင်းရဲခြင်းကိုကင်းလွတ်ပါစေဆိုပြီးတော့ကျွန်တော်ထိတ်ချံပြူတယ်ပေါ့နော်အဲ့တော့တို့ရှိတဲ့နေရာကိုကျွန်တော်အရင်ဆုံးအတန်နေနဲ့ပြီးတယ်ပြီးတော့အဲ့နေရာမှာအပုံနဲ့နေပြီးတယ်ပြီးတော့အဲ့တို့ရှိတဲ့နေရာကိုထူးခြားဆန်းပြတဲ့ပုံတံတွေကိုပြတယ်ပေါ့အဲ့မှာကျွန်တော်အဲ့နေရာလေးပါပဲညာ 9:45မိနစ်ကနေ10:45မိနစ်ထိကျွန်တော်လိုအပ်တဲ့ကာထာမန်တန်တော်ရွတ်ဖတ်ထားဆက်ပြီးကျွန်တော်ဘဝအသက်ရွယ်တစ်လျှောက်ပြုလုပ်ခဲ့တဲ့စေတနာတရားတော်ထက်တန်စွာပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုမြတ်တာဖို့အများဝေးပေးတယ်။အဲ့ဒီအချိန်မှာအဲ64ယောက်ထဲကအယောက်40ကျော်လောက်ကျွတ်သွားတယ်ဆိုတဲ့အသေကိုကျွန်တော်ရတယ်။အဲ့တော့ဒါတို့ကျွတ်သွားပြီးတော့တို့ဘုံမိမ့်မှအတီတီကိုပြောင်းရွှေ့သွားပြီးတော့အရန်အစွဲကြီးတဲ့သူအရန်အတာကြီးတဲ့သူအရန်အကုသို့ကြီးတဲ့သူပြီးတော့ဂျန်ကောင်းဂျန်ခဲ့တာပေါ့ဒါပေမဲ့ကျွတ်လွတ်သွားတဲ့သူတွေရဲ့ မေတ္တာတရားနဲ့အတူကျွန်တော်ရဲ့ကုသိုလ်တရားကတော့ကျွန်တော်ရဲ့လောင်ဘဝတွေအတွက်ပါရမီခံကုသိုလ်အထုံအနေနဲ့ပါလာတာပေါ့နော်ဒါကိုကျွန်တော်ဘာကြောင့်ပြောပြရလဲဆိုတော့လူတွေကအဖို့အပေါင်းအစုအပြုံလိုက်တည်ပြီးဆိုရင်တိတ်ကြောက်စရာကောင်းတယ်တွေ့မိတရားတွေ့ပြီးဆွဲမိဆွဲရဆွဲပြီးတော့မကြွတော့ဘူးပေါ့နော်အခုလည်းငလျင်တန်ကြောင့်တည်ဆုံသွားတဲ့ကျွန်တော်တို့ရဲ့မိသားစုတွေကျွန်တော်တို့ရဲ့ဆွေတော်မျိုးတော်တွေပေါ့ကျွန်တော်တို့ကလူမှန်လို့ရှိရင်အမျိုးမကင်းပါဘူး30ဘုံတတ္တဝါသားတွေကတန်လျာမှာကျင့်လည်နေတဲ့အခါ တကွေးမဟုတ်တကွေးတဘွားမဟုတ်တဘွားမှာကျွန်တော်တို့ကဆွေမျိုးတော်ဆက်ခဲ့ဘူးတယ်အဲ့တော်ဆက်ခဲ့ဘူးတဲ့ဆွေတော်မျိုးတော်တွေကိုကျွန်တော်တို့ကအခုချိန်မှာပြန်ပြီးတော့ကိုတက်တဲ့ကိုနေနေတဲ့ပတ်ဝန်းကျင်ကိုရှိနေတဲ့ကိုကြံရှိနေတဲ့အသက်ရှင်နေတဲ့အနေထားနေပြီးတို့ပြန်ပြီးတော့အကျိုးပြုဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဥပ္ပစေရကံအခုလိုမျိုးအစိမ့်တွေပုံစံမျိုးဒါသဘာဝဘီးရင်တွေအကြောင်းဆုံးပါသွားတဲ့အုပ်စုတွေကိုကျွန်တော်တို့ကမြတ်တာပို့တဲ့နေရာမှာကျွန်တော်တို့ ြုတဲ့ကုသိုလ်ကိုတို့အများရသာဓုခွန်နိုင်ပြီးတို့တေဂန်ဒီတစ်ချက်ဇော ပြောင်းသွားတဲ့ဇောလေးကိုပျောက်ပြီးတော့ဘဝကူးကောင်းဖို့အတွက်လှုပ်လို့ရတယ်ကုသိုလ်၅မျိုးရှိပါတယ်အဲ့ဒီကုသိုလ်၅မျိုးကိုကိုယ်တိုင်အကောင့်ထဲပေါ်လုတ်ကင်ပြီးတော့တဘာဝဘေးအန္တရာယ်ကြောင့်ဆုံးပါသွားပြီးတေဂန်ဒီအယူမကောင်းဇောကတ်သွားတော့မကျုပ်ကုံသောဝိမာနိကပိတ္တာဘုံနဲ့အတူတသိတရေမင်းစာပိတ္တာအဆရှိတဲ့မကောင်းဆိုးဝါနာနာဘဝဝိညာဉ်အဆရှိတဲ့ သူအားလုံးအကျွန်ုပ်တို့ပြုသည်မြကုသိုလ်ကိုသင်တို့သည်ထပ်တူအများရ၍တာရုခေါ်နိုင်ပြီးဒုက္ခဆင်းရဲခြင်းကင်းဝေး၍ဝတ္တုံတရီမြေသောနတ်ကအကူညီဖြစ်သင်တို့တွားရလံခကြီးကိုဖြောင်းပြောင်းတန်းတန်းလွတ်လွတ်ချွတ်ချွတ်တွားနိုင်တဲ့သူတွေဖြစ်ပါစေလို့ကျွန်တော်တို့ဆုတောင်းလို့ဆုတောင်းပေးလို့ရပါတယ်အဲ့လိုဆုတောင်းပေးရမယ်အဲ့တော့တို့ချွတ်လွတ်စေနိုင်တဲ့ကုသိုလ်ငါးနည်းရှိပါတယ်အဲ့ဒီကုသိုလ်ငါးမျိုးကိုကျွန်တော်တို့တွေအတူတကွလုပ်ရင်းရလေနိဗ္ဗာန်စွာကုသိုလ်အနေနဲ့ယူဆချင်ပါတယ် ကျွန်တော်တို့ပတ်စံတတ်နိုင်တဲ့သူတွေကတော့ငွေရင်အားလူအင်အားတတ်နိုင်ဆိုတော့လူအင်အားနဲ့ဒါတက်ရှိကြံရှိနေတဲ့သူတွေကိုအင်တိုက်အားတိုက်တွားပြီးတော့ပရာဟိတာအလုပ်တွေလုပ်ကြတယ်လူကြတယ်အသက်အရွယ်ကြီးရင်းတဲ့သူတွေငွေရင်အားမတတ်နိုင်တဲ့သူတွေကိုယ့်အိမ်ထဲမှာပဲနေပြီးတော့တိတ်ဆုံးတွားတဲ့သူတွေအတွက်ကျွန်တော်တို့ရဲ့ဆွေမျိုးတွေအတွက်ကျွန်တော်တို့ရဲ့မိသားစုဝင်တွေတန်ရာတို့ကမှတော်ခဲ့ဘူးတဲ့သူတွေအတွက်ကျွန်တော်တို့လုပ်ပေးနိုင်တဲ့ကုသိုလ်၅မျိုးနဲ့ကျွန်တော်တို့ကြီးစုဆက်မယ်ကုသိုလ်ပြုမယ်အဲကျွန်တော်တို့ ဒါတို့အတွက်ကိုမိမောင်းထိုးပြပြီးတို့ရဲ့ဒုက္ခဆင်းရဲတွေကိုကယ်တင်ကြမယ်ခင်ဗျာနော်နံပါတ်1ကုသိုလ်ကတော့ဆွမ်းလောင်ခြင်းကုသိုလ်ပေါ့တဘာဝဘေးအန္တရာယ်ကြောင့်တည်ဆုံသွားတဲ့သူတွေဥပ္ပစ္စည်းရကံအတိဆိုးပေါ့ပြောမယ်ဆိုပေါ့နော်အဲ့လိုမျိုးနဲ့တည်ဆုံသွားတဲ့သူတွေအတွက်ကိုဓာတ်ရိုက်အချိုးကျပြီးတော့ဖြစ်စေတဲ့ဆွမ်းကနှုတ်ဆွမ်းပါခင်ဗျာနွားနှုတ်စစ်စစ်ကနေရတဲ့နွားနှုတ်နဲ့ထမင်းနဲ့ကိုချက်ပြီးတော့နှုတ်ဆွမ်းကိုကြာကြာနာနာကိုယ်တိုင်ချက်ပြီးတော့ ဆရာတော်ဖျားကိုလောင်းတူအောင်မှာပေါ့နော်နှုတ်စောချက်နေတဲ့အချိန်မှာဒီမကျွတ်မလွတ်တဲ့ပုံကိုယ်တွေဒီအခုဘယ်လိုခေါ်မလဲဟိုဒုက္ခဆင်းရဲဖြစ်နေတဲ့နာနာဘဝတွေကိုရည်စူးပြီးတော့မှကုသိုလ်ပြုမှဖြစ်တဲ့အတွက်ကြောင့်ဒီနှုတ်စုံကိုစချက်ပါပြီနှုတ်စုံစချက်တဲ့အချိန်ကလေးကတင်တို့ရဲ့ဇောတွေတင်တို့ရဲ့အတိတွေတင်တို့ရဲ့တတိတွေကတ်နိုင်တဲ့လောက်စိတ်ကိုစူးစီးပြီးအကျွန်ုပ်ပြုမဲ့ကုသိုလ်ကိုအစအဆုံးစောင့်ကြည့်နိုင်ပါစေလို့ဆုတောင်းမြတ်တာပို့ပြီးတော့ မေတ္တာတုတ်ကလေးကိုယူပြီးတော့နှုတ်ဆွန်းချက်ပါအလို့မရရင်စာအုပ်ကြည့်ရလဲရတယ်နောက်နှုတ်ချစ်စစ်နဲ့နှုတ်ဆွန်းချက်ပြီးတော့နှုတ်ဆွန်းလောင်းလူတဲ့အခါကြလို့ရှင်ကျွန်တော်တို့မေတ္တာတုတ်ယူပြီးတော့ချက်ထားတဲ့နှုတ်ဆွန်းကို လောင်းလူတဲ့အခါမှာတန်ခါတဒီမတန်ခါတော်ကိုယူစုပြီးဖရာရဲ့သားတော်ဖြစ်တော်တန်ခါတော်ကိုဖရာကျွန်တော်မျိုးဒီတယုတ်တည်းလက်ဆက်ပြထိမှမူပြီးနှုတ်ဆွန်းကတ်လူပါတယ်ကတ်လူရတဲ့ဂုံတော်ဂျေစုကြောင့် တပည့်တော်ပြုတဲ့ကုသိုလ်ကောင်းမှုအစုကိုတပည့်တော်ရဲ့ကိုးစားနှက်ကနေတဆင့်ဝတ်သုံးတရေဤမြေကိုစောင့်ရှောက်တဲ့မြေသောနှက်ကြီးကနေတဆင့်မြေအတွင်းမှာမဟာပထဝီမြေကြီးတုံခါမှုကြောင့်ထိခိုက်ပျက်စီးသေဆုံးသွားကြကုန်သောဆွေတော်ရှစ်တောင်းမျိုးတော်ပေါင်းတို့တင်တို့ဒီအကျွန်ုပ်ပြုသည်မြတ်ကုသိုလ်ကို အများရရွေတာရုခေါ်နိုင်ပြီး တေကန်နီးသောအယူလွဲ၍အကျက်ရိုက်နေသောကိစ္စများပပျောက်ပြီးတော့အခက်အခဲပေါင်းအလုံးကိုကြော်လွားနိုင်ပြီးအကျွန်ုပ်ဤလောင်းလိုက်တဲ့နှုတ်ဆုံးကိုအညရ၍တာတို့ခွန်နိုင်ကကျွတ်တန်းလွတ်တန်းဝင်နိုင်ပြီးလူဘဝတခွင်တန်တရားတခွင်ပြုခဲ့တဲ့ကောင်းမှုအကျိုးကိုနေခြင်းညခြင်းခံစားရပါစေသာလို့ဆုတောင်းပြီးတော့ဆရာတော်ဖျားတစ်ပါးကိုနှုတ်ဆုံးကတ်လူပါမြတ်စွာဘုရားရှင်ကိုလည်းကတ်လူလို့ရပါတယ်အဲ့ဒါကနံပါတ်1ကျွန်တော်တို့ပြုလို့ရတဲ့ကုသိုလ်ပေါ့နော် နံပါတ်1ကတော့ကျွန်တော်တို့အိုးအိမ်လူတဲ့ကုသိုလ်ပါခင်ဗျငှက်အိမ်သို့မဟုတ်ခွေးအိမ်တနည်းလားနဲ့အကောင်တွေအတွက်ကိုလူရတာပေါ့နော်အဲ့ဒီမဟာပထဝီမြေကြီးတုန်ခါတဲ့နေ့ကတနည်းလားဓာတ်နဲ့ပတ်သက်တဲ့တနည်းလားချူပွင့်ဓာတ်တခုလွှမ်းမိုးနေတာရှိတယ်အဲ့တော့တနည်းလားနံဖြစ်တဲ့ခွေးကြောင်ကြက်ငှက်အတွက်ရည်ရွယ်ပြီးတော့အိမ်လေးလှုပ်ပြီးတော့အပင်တစ်ပင်မှာ လူပေးဖို့လိုအပ်ပါတယ်အဲ့ဒီအပင်ကဥပမာဆိုကြပါစို့အပင်တစ်ပင်မှာကျွန်တော်တို့ကငှက်အိမ်လူတယ်ပေါ့ အဲ့ဒီငက်အိမ်လူတဲ့အခါကျရင်ကျွန်တော်တို့ကစိတ်ကဘယ်လိုဆူတောင်းပြီးတော့ဘယ်လိုပြောပြီးတော့လူမလဲဆိုလို့ရှင်ရှေ့လျှောက်ကျွန်တော်တို့ကမိုးရင်းကာလာရောက်ပြီမိုးရီရွာပြီကျွန်တော်မျိုးတို့အခုလူလိုက်တဲ့ငက်အိမ်လေးမှာ30ပုံတွင်းမှာရှိနေသောငက်ကလေးတွေငက်ပေါက်စာလေးတွေတင်းတို့နားခွရာတင်းတို့မွေးဖွားရာတင်းတို့ရက်တရာတင်းတို့မီးခွရာအတွက်ရည်စူးပြီးတော့ဤအိမ်လေးကိုလူပေးပါတယ်ဒါကြောင့်တင်းတို့ဤအိမ်လေးထဲမှာ ဒီမိုးရင်းတွင်လုံးကိုလုံလုံချုံချုံအေးအေးချမ်းချမ်းကောင်းကောင်းမွန်မွန်နေနိုင်ပါစေတာအကျွန်ုပ်ကုသိုလ်တစ်ခုပြုပါတယ်လို့ဆုတောင်းပြီးတော့ငက်အိမ်လေးလူပေးပါခင်ဗျာအဲ့တော့ကျွန်တော်တို့ကငက်အိမ်ကရောင်းလာရတဲ့တည်တံ့ရှိသလိုငက်အိမ်ဝယ်ဖို့အခက်အခဲဖြစ်တယ်ဆိုတော့ကိုယ့်အကိုအဆင်ပြေတယ်လို့ကောက်ရိုးလေးနဲ့ပဲဖြစ်ဖြစ်အုံကွန်လေးနဲ့ပဲဖြစ်ဖြစ်အဆင်ပြေတဲ့ငက်တိုက်ပုံစံမျိုးလေးလုပ်ပြီးတော့အဲ့တပင်ချားလေးထဲမှာလူပေးပါအဲ့ဒါကဒုတိယတစ်ခုပါတတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ ရေနေတဲ့ဘွားတွေကိုအစာကျွေးဖို့လိုအပ်ပါတယ်။ရေထဲမှာလွတ်လပ်စွာသွာလာနေတဲ့ငါးတို့၊လက်တို့၊ခရုတို့ရေနေတဲ့ဘွားတွေဆိုတာရှိတယ်။အဲ့ရေနေတဲ့ဘွားတွေကိုစားရင်အလုံးကရေနေတဲ့ဘွားတွေကိုအစာကျွေးရမယ်။အစာကျွေးတဲ့အခါမှာရိုးရိုးမကျွေးဘဲနဲ့အဲ့ဒီအစာကျွေးနေတဲ့အချိန်မှာကျွန်တော်တို့ဒီအစာကျွေးရဲ့သူကပေါ့နော်။ယတနာတုတ်တော်ရဲ့ပုပ္ပနာတုတ်တော်ရဲ့တဇက်ကတုတ်တော်ရဲ့ မေတ္တာတုတ်တော်ရဲ့အလေးကိုရွတ်ဖတ်တဲ့ဆဲပြီးတော့ကြွေးဖို့လိုအပ်ပါတယ်။အဲ့ဒီတုတ်တော်တွေကိုမရဘူးဆိုလို့ရှင်ရတော့တမ္ပုဋ္ဌိကထာရဲ့24ပစ္စည်းရဲ့ဂုံတော်9ပါးရဲ့ရွတ်ဖတ်တဲ့ဆဲပြီးတော့ရေတွေကိုရေထဲမှာရှိတဲ့တတဝါလေးတွေကိုရေစာကြွေးပါ။ကြွေးပြီးပြီဆိုတာနဲ့ရက်တော်မူကိုတော်သို့မဟုတ်ရက်တော်မူနေတဲ့ကိုတော်ရုပ်ထုဖြစ်နေတဲ့ရုပ်ထုရုပ်ထုမရှိနေတဲ့ပုံတော်ပေါ့နော်။မြတ်စွာဘုရားရှင်ရက်တော်မူနေတဲ့ပုံတော်ရှိမှကိုကလက်ဆက်ပြထိတ်မှမူပြီးတော့နှစ်ဖူးလေးနဲ့ထိပ်ပြီး ယနေ့ကျွန်တော်မျိုးပြုခဲ့သည်မြရေနေသတ္တဝါများကိုကြွေးခဲ့တဲ့အစားအစာရဲ့ကုသိုလ်ကောင်းမှုကိုကျွန်တော်မျိုးနဲ့အတူကျွန်တော်မျိုးရဲ့ကိုးစားနဲ့ရည်အတွင်းမှာရှိကြကုန်သောသမုဒ္ဒရာကိုဆောက်ရှောက်တဲ့သမုဒ္ဒရာဆောင်နဲ့စัจ java လာအတွင်းမှာရှိကြတဲ့ကုန်သောတမာရီဝါနတ်ကောင်းနတ်မြတ်နဲ့အတူတဘာဝဘေးအန္တရာယ်ကြောင့်ဒုက္ခဆင်းရဲရောက်သွားသောခொနည်းရဲ့သာသမီအပေါင်းတို့ရည်လိုအေးချမ်းပြီးတင်တို့ဘဝ သွားရလန်းခရီးဟာလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါကြဲကြဲလွင်လွင်တန်တရာတစ်ခွင်မှာသွားနိုင်ပါစေဒုက္ခဆင်းရဲအပေါင်းမှာကင်းဝေးပါစေလို့ဆုတောင်းမြတ်တာပို့တာပေးရမှာပါအဲ့တော့ပရမတ်တစ်ခုကတော့နှုတ်ဆုံးပေါ့နော်အဲဒုတိယတစ်ခုကတော့ငက်အေးတတိယတစ်ခုကရင်းနေအစာကိုကျွေးမယ်သရုပ်တာတစ်ခုကတော့တန်ဃာတော်တွေကိုလူဒန်းမှုလိုအပ်တယ်အခုဖြစ်ပြသွားတယ်ပါတန်ဃာတော်ကြီးလည်းအများကြီးပါတယ်။ကြမ်းရှိနေတဲ့တန်ဃာတော်တွေကိုပစ္စည်းလေးပါးတကားနေနဲ့တော့လကောက် ဝတ္ထုငွေအင်းနဲ့တော့လည်းကောင်းကိုတက်နိုင်တဲ့အလူတန်းတစ်ခုခုလုပ်ပေးပါလုပြီးတော့အဲ့ဒီတန်ဃာတော်ကရေဆက်ချအညဝေပေးတဲ့ကုသိုလ်တစ်ခုကိုရောက်အောင်ယူပြီးတာလူခေါ်ဖို့လိုအပ်ပါတယ်ကိုအိမ်မှာဆွတ်ခန့်ကြွားတဲ့ထိုင်ကိုယ်တော်ကိုကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့တတိဝလံလေးပဲဖြစ်ဖြစ်ပဆန်လေးပဲဖြစ်ဖြစ်တင်ငန်းလေးပဲဖြစ်တစ်ခုခုကိုလူလိုက်တယ်လူလဲလူပြီးတော့ဒီလူဒီငလျင်ပေးကြောင့်ဖြစ်သွားတဲ့မကျွတ်မလွတ်တဲ့သူတွေဒုက္ခဆင်းရဲဖြစ်နေတဲ့သူတွေကိုဒီကုသိုလ်ကိုရရှိချင်ပါတယ်လို့စိတ်ကယွယ်ပြီးလူပြီးတော့တန်ဃာတော်က ကိုယ့်ကိုပြန်ပြီးတော့အဲ့ဒီမေတ္တာပို့ပေးလိုက်တဲ့ဟောပေါ့တော့ပြန်ပြီးတော့သူအမြဝေပေးလိုက်တဲ့ဥစ္စာကိုကသာဓုပြန်ခေါ်ပြီးပြန်ပြီးအမြဝေပေးရမယ်အဲ့ဒီကုသိုလ်တစ်ခုကိုလုပ်ပေးရပါမယ်နောက်ဆုံးတစ်ခုကကြတော့အိမ်ကကိုယ်ဝယ်ထားတဲ့မြတ်စွာဘုရားရှင်ကိုရေတက်စေစီမီတက်စေပန်းတက်စေအဲ့ဒါလေးလူပြီးတော့မှမိမိကြိုက်နေတတ်တဲ့ကာထာကိုတက်စေပူဇော်ပြီးတော့အောင်နမောဗုဒ္ဓတအရဟံတိတ်တိဆိုတလုံးချလောကဝိတုဆိုရင်တလုံးချ အဲ့ဒါကိုအောင်နမောကုတ္တတရဟတိတလုံးချအဲ့ဒါကတစ်ဖက်လောကဝိတုဟာတစ်ဖက်အဲ့ဒါကိုပတိစိတ်ပြီးတော့ကျေးစီထူပြီးတော့ပြုပြုသမျှကုသိုလ်အစုစုကို အခုငလျင်ဘေးအန္တရာယ်မှာတင့်သွားပြီးဒုက္ခဖြစ်နေတော့မကျွတ်မလွတ်တော့တတ္တဝါအပေါင်းအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံပြီးလာရဒုက္ခတိကောင်း၍ဒုက္ခဆင်းရဲခြင်းကင်ဝေးပြီးအကျွတ်တရားနဲ့အတူကုသိုလ်တရားတွေပွားများပြီးကျွတ်တန်းလွတ်တန်းဝင်နိုင်ပါစေလို့ဆုတောင်းပေးရမှာပါ။စီမီတက်စီဆိုရင်စီမီတိုင်းတသေးသေးလေးတက်စီထော။ရေတက်စီဆိုလို့ရှိရင်ကျွန်တော်တို့ခွက်သေးသေးလေးနဲ့တက်စီလူလဲရတယ်ပေါ့နော်။စီမီတက်စီရေတက်စီပန်းတက်စီ ပန်းဆိုကျွန်တော်တို့နင်းစီပန်းသက်စီပကံလေးထဲမှာထည့်လို့လည်းရတယ်စပယ်ပန်းသက်စီထည့်လို့လည်းရတယ်အဲ့ဒါတွေအားလုံးလူပြီးသွားပြီကြီးစီတူအမြပြီဝေပြီးသွားရင်ခုနကကတ်ထားတဲ့ရေသက်စီနဲ့ပန်းသက်စီကိုရေသက်စီကအိမ်ရဲ့အရှိဘက်လက်ရဘက်မှာထားမယ်ပန်းသက်စီကလက်ဝဲဘက်မှာထားတဲ့အိမ်ကိုလက်လာပါလိမ့်မယ်အများကြီးရောက်လာလိမ့်မယ် တင်ပြုတ်ပေးလိုက်တဲ့ကုသိုလ်ကောင်းမှုကိုတာရုခေါ်ပြီးကြွတန်းလွတ်တန်းဝင်သွားပြီးတော့သူတို့ပြုတ်ခဲ့တဲ့ကုသိုလ်အစုကိုခံစားရပြီးချက်ချင်းနဗိမံချက်ချင်းကောင်းတဲ့လူဘဝချက်ချင်းပိမံကိုကူးပြောင်းသွားတိုင်းတဲ့ပုဂ္ဂိုလ်သူတွေကလည်းတင်းတို့ကိုချက်ချင်းအကျိုးပြုလိမ့်မယ်အကျိုးလိုလိုညောင်းရီလောင်းတာမဟုတ်ပေမဲ့စေတနာအရင်ခံနဲ့ပြုတ်ပေးလိုက်တဲ့စေတနာအကျိုးကြောင့်တစ်ဖက်ကချက်ချင်းထူးခြားသွားရင်တဦးကမေတ္တာတဦးကစေတနာဆိုတဲ့အတိုင်းတစ်ဖက်ကအကျိုးရှိသွားတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးပြန်ပြုခြင်းကိုခံရမှာပါ ဒီတော့ကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေကျွန်တော်နဲ့အတူတူကျွန်တော် အခုပြောတဲ့အချက်၅ချက်ခွဲကတစ်ချက်ကိုတော့လည်းကောင်း၅ချက်လုံးကိုတော့လည်းကောင်းတန်တန်များလိုက်လုပ်ပြီးတော့ကျွန်တော်ရဲ့ဆွေမျိုးတွေကျွန်တော်ရဲ့မိသားစုတွေတန်တရာတွေမှာတော်ဆက်ခဲ့ပြီးတော့ကာယောဂါကြောင့်တော့လည်းကောင်းအခုလိုမျိုးငလျင်တန်ကြောင့်တော့လည်းကောင်းစုံမသွားတဲ့သူတွေကိုကျွန်တော်တို့ကထပ်တူကြည့်ကွဲဝနဲ့ရတယ်လို့ရည်ရွယ်ပြီးတော့အခုကျွန်တော်ညွှန်ကြားပေးတဲ့အမြဝေနီး ာရုခေါ်နီမကြွတ်မလွတ်တော့သူတွေဇောကပ်ပြီးတေဆုံးသွားတဲ့သူတွေအတွက်ကောင်းလို့ရာရာတာရုခေါ်ခြင်းကြွတ်လွတ်နိုင်ခြင်းအကြောင်းတရားတွေကိုထတ်တူကုသိုလ်ပြုပြီးသူတို့အတွက်ကျွန်တော်တို့လောက်ကင်ပြဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းလို့ဆိုအပ်ပါတယ်ကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေအားလုံး မိုးစပ်ပန်းလေးလိုအစင်ထာရလန်းဆန်းပြီးတော့စိတ်သွားတိုင်းကိုပါပြီးလိုအပ်ဆန္ဒတွေပြောကြပါစေမရှိစကားကိုမပြောပါမကြားရပဲလက်ပြားမှာစိတ်နှွေရွှေတွေငွေတွေတီးပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းတွေပြည့်ပြည့်စုံပြီးပဝန်းကျင်အလယ်မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုလူနိုင်တန်းနိုင်ပြီးနိုင်တော်သူကက်ကြီးသုံးပါးကိုကျော်လွှမ်းနိုင်တော်သူရေသူမျိုးကပါအနောက်ရှက်ကင်းဝေးတော်သူ ပြေး၍မကုန်လူ၍မကန်လက်ထက်မှာစိတ်ထင်တိုင်းလူနိုင်တဲ့ပုဂ္ဂိုလ်တူတွေသာသနာပြုနိုင်တဲ့သူတွေအမျိုးကောင်းအမျိုးကောင်းသားအမျိုးကောင်းသမီးတွေဖြစ်ပါစေလို့ကျွန်တော်ခွန်သာချူကစွတ်တော်မြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ